ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာမြန်မာနိုင်ငံနဲ့ဘယ်လိုထူးခြားသတင်းတွေရှိနေပါလဲစစ်ကြောင်းထုတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကရောဘယ်လိုအခြေအနေရှိနေပါလဲသတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့မှာဘာထူးခြားသတင်းပြောပြဖို့ရှိလဲဗျ။အာဟုတ်ကဲ့ပါဗျ။ဟိုဒီကနေ့မှာတော့ဒီဘုံကျဲလို့ပြည်သူတွေထိခိုက်ရတဲ့အကြောင်းကိုအရင်တင်ပြရဖို့ရှိပါတယ်။ ဒါကတော့ကချင်ပြည်နယ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ဒီစစ်တုံးမြို့တွေကိုစစ်တပ်ကစက်တင်ဘာ29ရက်ဒီကနေ့နေ့လယ်2နာရီခွဲလောက်မှာဘုံကျဲခဲ့တာပါဒီတိုက်ပွဲမရှိဘဲနဲ့စစ်တုံးမြို့မှာဈေးနဲ့စာသင်ကျောင်းဝင်းကျင်ကိုဘုံကျဲတာကြောင့်အာကလေးငယ်2ယောက်အပါအဝင်ပြည်သူ10ယောက်ထပ်မံနေသေဆုံးနိုင်ပြီးတော့ဒီညနေပိုင်းအထိကတော့လူ၈ယောက်ရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိထားတယ်လို့ဒေသခံကပြောပါတယ်ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အချိန်နေအသေးစိတ်ကိုမသိရသေးပဲ ိတ်ဆုံတဲ့ဒဏ်ရာရသူတွေထပ်ပြီးတော့တိုးနိုင်သေးတယ်လို့ဆိုပါရယ်ဗျပြီးတော့ဒီကနေ့မွန်လဲတနအီလောက်ကလည်းဆော့လော်မြို့နယ်လမ်းဆယ်ကြီးရွာနာကရွှေမော်ကိုဘုံကျဲခဲ့ပြီးတော့ဒီဖြစ်စဉ်မှာတော့ထိခိုက်သူမရှိခဲ့ဘူးလို့ကနဦးသိရပါတယ်စစ်တပ်ဟာပြည်သူစစ်တွေကိုတုံးပြီးတော့ကချင်ပြည်နယ်တဲကဗမ်မော်ဖားကန့်ဝိုင်းမော်နယ်လမ်းဆယ်ဒေသဘက်တွေကိုထိုးစစ်ဆင်မှုတွေပြုလုပ်နေတာပါအာဒါအပြင်မှာပဲဒီရွေးကောက်ပွဲကျင်းပမယ်လို့ညင်ညာထားတဲ့ ရခိုင်ပြည်နယ်တွေကမြို့နယ်တွေကိုလည်းအကူရပိုင်းရေချောင်းကနေရောရေချောင်းကနေပါတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စက်တင်ဘာ28ရက်ညပိုင်းကတန်တွဲမြို့ပရဲကောရွာအနောက်ဘတ်တောင်ကျောင်းနယ်စက်တင်ဘာ28ရက်နေ့တုန်းကတော့တန်တွဲမြို့အမှတ်၄ရပ်ကွက်ကိုဘုံကျဲခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်ဒေသခံတယောက်သေဆုံးပြီး၅ရောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပဲအရခတ်တော်အေကရခိုင်ပြည်နယ်တွေကဒေသခံတွေအနေနဲ့ရေချောင်း၄ချောင်းနဲ့လက်နက်ကြီးတွေကို အဲလက်နက်ကြီးတွေအန်တရေကိုပေါ့နော်အရင်ကတည်းပို့ပြီးတော့ဂယုပြုတ်ကြပါဆိုပြီးဒီကနေ့ညမှာပဲထုတ်ပြန်ပါတယ်အဲနောက်တစ်ခုကတော့ဒီကရင်နီလို့ခေါ်တဲ့ဒီကရားပြည်နယ်ထဲမှာလည်းစစ်တပ်ကဖရူဆိုကနေတဆင်ဘောလခဲမျိုးဘက်ကိုစစ်ကြောင်းထုတ်ဖို့ပြင်နေပါတယ်ဒါအပြင်နမ်မက်ခုံရိုင်းနမ်ဖားနယ်ဒီမော့ဆိုမြို့နယ်တွေဘက်မှာတော့စစ်ကော်မရှင်တပ်နဲ့ခိုးဆိုးလူရဲသူတွေကြောင့်ဒေသခံတွေကိုညာဘက်အပြင်မထွက်ဖို့ကိုတပ်ဆိုင်ရာကော်မတီတွေကကန့်သတ်တားမြစ်လိုက်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့စစ်ကောမရှင်တပ်ရဲ့ထိုးစစ်ဟာကြောင်မဲမြို့နယ်လေးမိုင်ဝင်းကျင်အကွာကိုရောက်လာပြီးစခန်းတာလုံဝဲဘက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ TNL ဘက်ကပြောထားပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့စက်တင်ဘာ29ရက်နေ့မှာကြောင်မဲနယ်နှစ်မိုင်လောက်အကွာကခုံမုံရွာအနားအထီးမှာတိုက်ပွဲတွေဖြစ်နေပြီလို့ပြောပါတယ်။ဒါအပြင်စစ်တပ်ဟာဒီကနေ့မှပဲ Collie Hotel ဘက်ကိုဘုံကျဲခဲ့တယ်လို့ဒေသခံတွေကတော့နှိစက်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါပြီ။အဲမိုးလေဝသအနေနဲ့ကတော့ ဒီတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့မှုန်တိုင်းဟာထိုင်းနဲ့လာအိုတွေကိုဖျက်ပြီးတော့မြန်မာနိုင်ငံတဲကိုလေဖီအားနဲ့ရောင်ဝန်အဖြစ်ဆက်ပြီးတော့ရွှေရွာနိုင်တာကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဗတ်တိမ်မှာမိုးများနိုင်တယ်ဆိုပြီးတော့ပညာရှင်တွေကသတိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါမယ်ယခုကြွာကို စကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ဒီကုကျူအားကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်